hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြပြသမှာတော့ suspended ဖြစ်တဲ့ page ကျွန်တော်ရှင်းမှလာပြီးပြုပြင်တဲ့ဥစ္စာ100% recover ဖြစ်သွားခဲ့ပါပြီအချိန်တိုအတွင်းမှာပဲ recover ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ဒီဥစ္စာ live group အနေနဲ့ကျွန်တော်ဗီဒီယိုလေးလုပ်ပြီးကျွန်တော်ပြောပြပေးမယ်ခါတိုင်းဆိုလို့ရှိရင်တော့ကျွန်တော်ဒီပုံစံမျိုး second shot လေးလုပ်ပြီးတင်တဲ့အခါမှာတချို့ကြောက်ရလဲ edit လုပ်တာလားဘာညာဆိုပြီးကျွန်တော်ပြောတဲ့အတွက်ကြောင့်မို့ဒီနေ့မှာတော့ကျွန်တော်ဒီမှာဒီ page online ကျွန်တော် live chat လုပ်ထားတဲ့ဥစ္စာနဲ့ပတ်သက်ပြီးကျွန်တော်အသေးစိတ်ကျွန်တော် ပြောပြပေးပါမယ်ဗီဒီယိုနဲ့ပေါ့နော်ကျွန်တော်ဒီမှာတစ်ချက်ကြည့်မယ်ဒီပုံစံမှာ we suspend your page ဆိုပြီးပြထားတဲ့အတွက်ကြောင့်မို့ဒီလိုဆက်တစ်ချက်ပေးလိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ပြကဆပ်စအလိုရရတဲ့ဆိုတော့အကြောင်းနဲ့ပတ်သက်ပြီးအားလုံးကျွန်တော်ပြောတယ်ကျွန်တော်ဒီမှာစကားတွေပါတယ်ပြောကြတယ် ြောပြီးတဲ့အချိန်မှာနည်းနည်းအဆင်သွားမယ်သူကျွန်တော် Facebook account ပါညာပြီးတဲ့ကျွန်တော် login ပါညာဝင် password မှာလည်းရှင်သူဖက်ကကျွန်တော် password ပါညာပြီးတဲ့ပေါ့နော်အဲ့အတွက်ကျွန်တော်နည်းနည်းအဆင်သွားမယ်ဆိုလို့ရှင်သူကျွန်တော် sub page လေးအားလုံးထည့်ပေးတယ်အဲ့ဒီ sub page လွယ်ပြီးတဲ့ second shot တော့ကျွန်တော်ဖြတ်လိုက်ပါပြီခင်ဗျာနော်ပြီးလို့ရှင်သူ picture ဖြစ်နေ error ကိုကျွန်တော်အားလုံး fix ရှင်းပြီးတယ်ပြောပြပြီးတယ်ပြီးရင်ကျွန်တော်နည်းနည်းအဆင်သွားမှာပေါ့နည်းနည်းအဆင်သွားခဲ့မယ်ဆိုကျွန်တော်သူကကျွန်တော်မြည်တယ်အခုရေညမ page လေးအချိန်ကြီးဘယ်လိုရှိလဲပေါ့နော်အဆင်ပြေလားရှင်ဆိုကျွန်တော်ဖက်က run ထားတဲ့အတွက် ကို run ထားပါတယ်လို့ကျွန်တော်ပြောတယ်ဒီမှာ run ထားပြီးမှအချိန်တိုအတွင်းမှာပတိမကြောက်24 hour ပေါ့နော်ဒါကြတော့မိနစ်ရတော့ပြပို့တဲ့ဥစ္စာဖြစ်တယ်ဒီနေ့မှာဆိုကျွန်တော်ပေါ့နော်ရက်ဆက်ဒီဒီမှာဆိုရင် 2day ပေါ့နော် 2day မှာဆိုမိနစ်ညတော့တညတော့ run ပြီးထားလိုက်တဲ့ဥစ္စာအခုစဉ်ဒီမှာအကိုရေး page ကပြန်ရတော့ပါပြီရှင်တဲ့ကျေးဇူးပါနော်အကိုရေးတဲ့ပြန်တုံးလို့ရပြီလားစစ်စစ်ပေးပါအောင်ဆိုကျွန်တော် page ကိုပြန်မှာ voice message နဲ့ကျွန်တော်ပြောပြပေးတာမှာသူ page အကြောင်းနဲ့ပတ်သက်ပြီး voice message တော့ကျွန်တော်ဖွင့်မပြတော့သူရဲ့ page ရဲ့ personal အကြောင်းအရာလေးနဲ့ပတ်သက်ပြီးပါတဲ့အတွက်ကြောင့်မို့လို့เนาะပြီးလို့ရှင်သူဘက်ကလည်းဟုတ်ပြီ page ပါ냐ချင်းလို့ရမလားဆိုပြီး तू ကကျွန်တော် password ပြောင်းပြီးမပေးထားတဲ့အတွက်ကြောင့်မို့အချက်ချင်း password ပြောင်းမယ်ဆိုရင် facebook account lock ဖြစ်တော့နိုင်တယ် disable ဖြစ်တော့နိုင်တယ် account meeting ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ဒီမှာ voice message နဲ့ကျွန်တော်ရှင်းပြပေးတယ်ပြီးလို့ရှင်အခြားအကြောင်းအရာနဲ့ပတ်သက်ပြီး page မှာအခြားအကြောင်းအရာလိုအပ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးမှလည်း service ဟိုကျွန်တော်ထက်ပြီးမှပြောပြပေးတာပေါ့နော် page က sys တက်ပြီးမှ delete တင်သွားမယ် page ကို delete sys ရမယ်ပါ냐ပြောတဲ့ချိန်မှာကျွန်တော်ဘက်ကလည်းအတူတူပဲ sub page ရဲ့တသိန်းကြမယ်တတင်းကြမယ်ငားရကြမယ်လို့ကျွန်တော်ပြောချင်မသူဘက်ကအဲ့ဒီဥစားနဲ့ပတ်သက်ပြီးမလုပ်သေးဘူးဆိုမှနောက်ခါမှလုပ်မယ်ဆိုပြီးသူကျွန်တော်ပြောတာပေါ့နော်โอเคဒါကြတော့ page က suspended ဖြစ်တဲ့ page က100%ပြန်ပေါ် recover လုပ်လို့ရပါတယ်။တချို့ရှိမှာကျတော့သူများတွေ service သွားအပ်တဲ့ပြီးလို့ရှိရင်မရဘူးဆိုပြီးကျွန်တော်ရှိမှာပါတယ်။သူများအားလုံး click ပြီးမှသူများအားလုံးလုတ်ပြီးမှပြန်မရမှလုံးဝပိုဆိုးသွားခဲ့တဲ့အချိန်ကျမှကျွန်တော်ရှိမှာပြန်လာတဲ့အချိန်မှာတော့အချိန်ကတော့ကြာတယ်ခဏချက်ချင်းတော့မရဘူးပေါ့နော်။အဲ့အတွက်ကျွန်တော်ဒီဥစား live group အနေနဲ့ကျွန်တော် short video လုတ်ပြီးမှကျွန်တော်ရဲ့ page ကျွန်တော် channel မှာတင်ပေးတော့မယ်။ဒီမှာပေါ့နော်ကျွန်တော်အားလုံးကျွန်တော်ပြပေးမယ်အဲ့အတွက်တခုချင်းစီဖြစ်အောင် app new ကျွန်တော်တစ်ချက်သွားမယ် to page ကဒီမှာဆိုရင်ဒါ recover ဖြစ်သွားခဲ့တဲ့ဥစ္စာကျွန်တော်တစ်ချက်ပြပေးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆက်ကြည့်မယ်ဒါ page ကစဉ်းသောခဲ့တဲ့ဥစ္စာဒါဒီမှာသူ့ရဲ့ဒီ suspended ဖြစ်တဲ့ဥစ္စာပေါ့နော်ပြီးလို့ရှိရင်ဒီမှာ to page ကျွန်တော် recover လုပ်တဲ့ချိန်မှာ we restore your page ဆိုပြတယ်ပြီးလို့ရှိရင် page ကိုလုံးဝစဉ်းသောခဲ့တယ်ပေါ့နော်ဒီဒီဥစ္စာကိုပြန်မဒီမှာတပုံတည်းဖြစ်အောင်ကျွန်တော် edit လုပ်တာဖြစ်ဒီမှာဒါတပုံဖြစ်တယ်ဒါတပုံဖြစ်တယ်ဒါတပုံဖြစ်တယ်ပေါ့နော်ဒီဥစ္စာဆိုတော့ကျွန်တော်ဒီမှာအရှိရှိရပါတော့ အဲ့တော့ဒီယိုဆာတစ်ချက်ကြည့်မှာဆိုဒီယိုဆာမှာလည်းအရွှေရှိအဲ့ဒါကျွန်တော်ဒီစာမျက်နှာတစ်ခုထဲမှာပဲ edit လုပ်ပြီးမှကျွန်တော်ရဲ့ page ကျွန်တော် channel မှာတင်ပြတာဖြစ်ပါတယ် page quality အနီရော page quality အဝါရော facebook account at risk facebook account suspended facebook account အဲ့ဒါပတ်သက်ပြီးကျွန်တော်ဖက်ကအလုံးပြီးပြည့်စုံအောင် service ပေးပါတယ်ယုံကြည်ပြီး service အလုပ်ရပါတယ်အလုံးကျွန်တော်ကျေးဇူးတင်ပါတယ်